ျမရဲ့စိတ်မနှလို့ရှယ်ရင်ယူကြည့်ချင်တဲ့ကနေပြန်လေးကြိုဆိုလိုက်ပါလို့ပျော်ရှင်မှုနဲ့အောင်မြင်မှုဆိုတဲ့အရာတွေကကံကောင်းခြင်းကနေရရှိလာတာမဟုတ်ပါဘူးမိစုတို့ကိုယ်တိုင်ဖန်တီးနိုင်တဲ့အရာများပဲဖြစ်ပါတယ်လူတော်တော်များများကပျော်ရှင်မှုနဲ့အောင်မြင်မှုကိုရှာဖွေနေရင်းအချိန်တွေကုံဆုံးသွားတတ်ကြပါတယ်တချို့ကတော့ရကြတယ်တချို့ကတော့ရမလာကြပါဘူးဘာကြောင့်လို့ထင်ပါသလဲဒီနေရာတွေကိုသိရှိဖို့ဆိုရင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့အကြံပြုလိုက်ပါတယ်ဒီနေရာမှာနောက်ထပ်အကြံပြုချင်တာတစ်ခုကတော့ကျမရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ် ေးကြဖို့အကြံပြုလိုက်ပါတယ်ရှင်။ဒါဆိုရင်ကျွန်မပြပြခြင်းနဲ့ပထမဆုံးကြောင်းရာကတော့ mindset လို့ခေါ်တဲ့စိတ်နေသဘောထားပဲဖြစ်ပါတယ်။အရာရာကမိတ်ဆွေတို့ရဲ့ယုံကြည်မှုခံယူခြင်းနဲ့ဆိုင်တဲ့စိတ်နေသဘောထားပဲဖြစ်ပါတယ်။ င်းကြောင်ရကတော့စီကဲနဲ့အလေးထားပဲဖြစ်ပါတယ်။ပျော်ရွှင်မှုကိုရရှိစေတဲ့နံပါတ်3ကြောင်ရကတော့ပြီးကဲဆွန်ကျခြင်းပဲဖြစ်ပါတယ်။ရင်ကျင်းတဲ့အောင်မြင်ခြင်းကိုပေးနိုင်တဲ့နံပါတ်၄ចောင်းရာကတော့ကျေးဇူးတင်တဲ့တစိတာရှိရပါမယ်။ပျော်ရွှင်မှုနဲ့အောင်မြင်မှုကိုပေးဆက်နိုင်တဲ့နံပါတ်၆ចောင်းရာကတော့ပြစ်ဆုပ်ပင်မနေထိုင်ပါတဲ့။အောင်မြင်မှုနဲ့ပျော်ရွှင်မှုကိုရရှိဖို့ရအတွက်လိုအပ်ချက်တွေကတော့စိတ်နှစ်သဘောထားတွေကိုပြုပြင်ပြောင်းလဲရပါမယ်။ ဇွဲလုံးလောက်ရိယာပြည့်နေလဲစူးစားဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့အလေးထားအစည်းကမ်းတွေကိုလည်းပဲတင်းငယ်တဲ့အရာတွေကနေစပြီးတော့တိစောက်ရပါမယ်။တခြားသူတွေကိုလည်းပဲကူညီဖိမနိုင်ရပါမယ်။မအောင်မြင်သေးဘူးဆိုရင်လည်းပဲဒီမအောင်မြင်တဲ့အရာတွေကနေကို တင်ငန်းစာတွေယူပြီးတော့တိုးတက်လာနိုင်တယ်ဆိုတာကိုနားလည်ပြီးတော့မစုံမနစ်စ조사ဖို့လိုအပ်ပါတယ်။အောင်မြင်ခြင်းမအောင်မြင်ခြင်းဆိုတာသင်ချမဟုတ်ပါဘူး။အာထုတ်조사လိုတဲ့စိတ်မစုံမနစ်စ조사လိုတဲ့စိတ်စိတ်နေသဘောထားအပြည့်ရှိဖို့ပဲလိုအပ်ပါတယ်လို့အကြံပြုဤတာထားပါတယ်။ဒီနေ့မှာကျမမျှဝေပေးတဲ့ အမေမှုနဲ့ပျော်ရွှင်မှုဆိုင်ရာလူဝဲချက်တွေအကြောင်းအရာတွေကိုမိတ်ဆွေတို့သဘောကျနဲ့တည်တယ်ဆိုလို့ရှိရင်ကျမရဲ့ channel ကို like and subscribe လုပ်ပေးကြဖို့အကြံပြုလိုက်ပါတယ်။နောက်ထပ်နောက်ထပ်စိတ်ဝင်စားဖွယ်ပူတူတာရပဲဗီဒီယိုတွေကိုလည်းပဲတိဆက်ပြမှာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လုပ်ပြီးဆောင်မြည်ကြည့်ကြဖို့လည်းထပ်မံတိုက်တွန်းလိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။